Facebook လူမှုကွန်ရက်စာမျက်နှာကနေတဆင့်လူသိများလာပြီးဂျာပန်တွေရဲ့အလားကြောင့်ထင်ရှားလာတဲ့စွန့်ရဲအိမ်မှာလာရောက်လည်ပတ်တဲ့ဧည့်သည်တွေကိုဂျာပန်ကြာစီတွေခူးယူဝေမပြုဖို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကညွှန်ကြားထားတယ်လို့သိရပါတယ်။ပြည်တွင်းဧည့်သည်တွေလာရောက်လည်ပတ်မှုမြင့်တက်လာနေတဲ့စင်ကိုင်မျိုးနဲ့စွန့်ရဲကြီးပါအုပ်စုအင်းကုန်းရွာမှာရှိတဲ့စွန့်ရဲအိမ်ကဂျာပန်ကြာစီတွေကိုဧည့်သည်တွေခူးယူဝေမပြုဖို့အတွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးမင်းစွေကဇွန်လ28ရက်နေ့ကခေါ်ယူမှာကြားခဲ့တာဖြစ်တယ်လို့စွန့်ရဲကြီးပါအုပ်စုအုပ်ချုပ်ရေးမှူးဦးကျော်စိုးဦးကပြောပါတယ်။ နော်အနေနဲ့လိုလိုလာမယ်ဆိုရင်ခုနကပြောသလိုပေါ့နော်ဒီဂျာပန်တွေကျွန်တော်ထိမ့်သိမ့်ဖို့နော်ဒါဂျာပန်တွေလည်းလာမပြည့်စည်ဖို့နော်အဲ့အရာတွေကိုလည်းကျွန်တော်ကဂျာပန်ခုခွင့်တွေလည်းရန်နာမယ်ပေါ့နော် ကြပန်းကြဆွေတွေမခုဘူးနဲ့အင်းတွင်ကိုလေနဲ့လေပတ်တဲ့ဧည့်သည်တွေကိုရေဘေးအန္တရာယ်ကာဝယ်နိုင်မှုအရေးပေါ်တက်ခဲ့လေအစင်းနဲ့ထားရှိဖို့စွန်ရဲအင်းဝင်းချင်းအရက်သေးစာရောင်းချခြင်းမပြုဖို့ဧည့်သည်တွေကိုအစင်ပြအောင်ဆက်ဆံမှုအစရှိတဲ့အချက်တွေကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကမှားကြားခဲ့တယ်လို့သိရပါတယ်။စွန်ရဲအင်းမာလာရောက်လေပတ်တဲ့ဧည့်သည်အများစုကရေလယ်မှာရှိတဲ့ကြာတော့ကင်းကိုသွားပြီးအမတ်တရတပ်ပုံရိုက်တာတွေကြာပန်းခူးတာတွေကိုပြုလုပ်လေးရှိကြပါတယ်။စွန်ရဲအင်းကိုအရင်ကတပ်ဖို့သမားအနေနဲ့ကလာရောက်တပ်ပုံရိုက်ကူလေးရှိပြီးတော့ဒီဇွန်လအတွင်းကစတင်ပြီး ဆိုပေါ်မှာလူပြောများရာကနေတစင်လာရောက်လဲပတ်သူတွေများပြားလာခဲ့ကမန္တလေးမြို့ရဲ့လဲပတ်စရာနေရာတစ်ခုအတွင်ဖြစ်လာခဲ့ပါတယ်။စွန်ရင်းတရှိယာအင်းကုံရွာမှာရခင်ကငါးဖက်လုပ်ငန်းနဲ့ချာချင်းမြေထုတ်လုပ်တဲ့လုပ်ငန်းကိုအဓိကအထားလုပ်ကိုင်ကြရရွာဖြစ်ပါတယ်။ဧည့်သည်တွေလာရောက်လဲပတ်ကြလို့ငါးဖက်လုပ်ငန်းလုပ်သူတွေလှေလော်တဲ့အလုပ်တွေပြောင်းလဲလုပ်ကိုင်ခဲ့ကြပြီးစားတောက်ဆိုင်အေးအေးဆိုင်တွေလည်းဖွင့်လှစ်လာခဲ့ကြပါတယ်။စွန်ရင်းအင်ကိုသိပ္ပံတဲ့နှီးပညာဌာနနဲ့ပုဂ္ဂလိကတို့အချို့တူပူးပေါင်းပြီးငောင်းမေးလုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီးရေပြင်ဧရိယာမှာ1460အေကားရှိတယ်လို့သိရပါတယ်။နှွေရ ားဒီမှာတော့စွန်ရဲအိမ်ဟာနှစ်ဧကကန့်သာကျန်တဲ့အထိရီခန်းချောက်လေးရှိတယ်လို့လည်းသိရပါဗျာ